2011ရဲ့နှစ်ဦးစာမှာမရေတွက်နိုင်အောင်များပြားလို့ ਨੇ အလွားဆုံးလူလူကအံ့အားတင့်စရာကောင်းလောက်အောင်တိုင်ရိုမျိုးရဲ့လမ်းဒီပေါ်မှာအရှူရှူဖပေါ်လာခဲ့ပါတယ်။သူတို့ကဥပြင်းတဲ့နေတံကိုမမှုနိုင်ပဲကာလာတာရှိခံစားနေရတဲ့မကြည်လည်မှုတွေကိုချိန်မခံနိုင်ရတဲ့ဆုံးလမ်းပေါ်ဆူဝေးလိုက်ကြတာပဲဖြစ်ပါတယ်။ ၂၀၁၁ဇန်နဝါရီ၂၅ရက်မှာအီဂျစ်နိုင်ငံသားပြည်သူတွေကလူမှုဆန္ဒပြပွဲကိုစတင်လိုက်တာဖြစ်တယ်လို့ဒါကကမ္ဘာကျော် ARN ဝီဦးတော်လိုင်းရဲ့အစိတ်အပိုင်းဖြစ်လာပါတယ်။အီဂျစ်နိုင်ငံကိုနှစ်၃၀နီးပါးအကြာအုပ်ချုပ်ထားတဲ့အမရမူဘာရက်ရဲ့အာနာရှူတမှုနဲ့စွမ်းဆောင်ရည်မြန်ဖြစ်တဲ့လုပ်ရည်တွေကိုစိတ်ပြက်နေကြတာပါ။အီဂျစ်နိုင်ငံမှာမူဘာရက်ရဲ့အာနာတဆိုးရှိစီမဲ့ရေကောက်ပွဲတရားမျှတမှုမရှိတာလက်လက်စွာပြောဆိုခွင့်မရှိတာ ကျင်းပြခြားစားမှုကြီးထွားနေတာကုံစင်းလုံးမြင့်တက်ပြီးလှုပ်လက်မဲ့နှုံများလာတာစီဝါရဲ့ချီနေဆိုးရလာတာစတဲ့ပြဿနာတွေနဲ့လုံးချလဲနေတာဖြစ်ပါတယ်ဒီချီနေတွေကိုဘူဝရက်ဆိုးရကကုစားပေးဖို့ဤသူတွေကစစ်ချီလက်ရှိဆောင်ဆိုင်ခဲ့ပေမဲ့လုံးမဖြစ်ခဲ့ပါဘူးဒီလိုနဲ့အာရကဘာမှာအတောင်တဆယ်နှစ်ပိုင်းနဲ့ပောက်ဖွားတောက်လောင်နေတဲ့လူဦးတော်လိုင်းမိစားကဘူဘာရက်အစိုးရကို စိတ်ကုံနေတဲ့အီဂျစ်နိုင်ငံစီကူးဆက်ဖို့ဖြစ်လာခဲ့ပါဗျ။ အီဂျစ်ပြည်သူတွေကသူ့နိုင်ငံတမိုင်းမှာအကြီးအကျယ်ဆုံးအစိုးရကိုဆန္ဒပြတော်လှန်ရေးကိုစတင်လိုက်ကြပါတယ်။လူမျိုးဘာသာပေါင်းစုံလူလူလူတန်းစားမရွေးပါဝင်တဲ့ပြည်သူတွေကမူဝါဒနှုတ်ထွက်ပြီးပို့ပြည်သူကိုကိုစားပြုတဲ့အစိုးရအသည့်ခွဲစည်းပြီးပို့တရားမျှတမှုနဲ့လွတ်လပ်ခွင့်ရရှိဖို့ကြွေးကြော်တောင်းဆိုလိုက်ကြပါတယ်။ဂျပန်အတွင်းမှာဆန္ဒပြတဲ့အချိန်အားကောင်းလာသလိုရဲတပ်ဖွဲ့ရဲ့တုံ့ပြန်မှုလည်းရှိလာပါဗျ။ရဲတပ်ဖွဲ့အနေနဲ့အစာပိုင်းမှာဆန္ဒပြပြည်သူတွေကို မိသက်ပိုင်၊မျက်ရည်ယိုပုံ ရောဘာဂျီရဲ့အသုံးမြုနှင်းနှင်းရာကနေကြီးစစ်သုံးတဲ့အထိပြင်းထန်လာခဲ့ပါတယ်။အီဂျီပြည်သူတွေရဲ့အစိုးရကိုစန့်ကျင်တဲ့ဆန္ဒပြတော်လှန်ရေး၅ရက်အတွင်းမှာရဲသားပြည်သူ၁၀၀ကျော်တိစုံခဲ့ရပြီးရဲ850ဦးနဲ့ဆန္ဒပြသူ1500အထိကဲ့ဒဏ်ရာရခဲ့တယ်လို့ဒေတာရင်းသတင်းတွေကဆိုပါတယ်။ဘူဘာရက်အစိုးရကိုစန့်ကျင်ဆန္ဒပြတာအပြင်းထန်ဆုံးဖြစ်တဲ့ကိုင်ရိုမြို့ဟာစစ်မြေပြင်ဖြစ်တည်စားခံခဲ့ရပါတယ်။ တမရမူဂါရကသူ့ကိုဆန္ဒပြတဲ့ပြည်သူတွေကိုရဲဆက်ဆက်နှိမ်နှင်မှုအမိန်ပေးထားသလိုရဲတပ်ဖွဲ့တွေနေရာမှာစစ်တပ်ကိုတပြီးပြီးထဲသွင်းအုံပြုလာခဲ့ပါတယ်။ဆန္ဒပြပြည်သူတွေပေါ်ရဲဆက်ဆက်တုံ့ပြန်တဲ့ဗီဒီယိုမှတ်တမ်းတွေပြန့်နှံ့သွားတာကြောင့်နိုင်ငံတကာကအေဂျင့်နိုင်ငံအရေးကိုအာရုံစိုက်လာသလိုစိုးရိမ်ပူပန်သွားကြပါတယ်။ဘူဝရအစိုးရကနိုင်ငံရင်းချင်းတွေကိုတရင်မပေါက်ကြားစီဖို့အတွက်အင်တာနက်နဲ့မိုဘိုင်းဖုန်းလိုင်းတွေကိုဖြတ်တောက်လိုက်ပြီးဆန္ဒပြသူတွေကိုဆက်ပြီးနှိမ်နှင်ခဲ့ကြပါတယ်။ ဇာနာပြပြည်သူတွေကအကြမ်းဖက်ခံရပေမဲ့လက်မလျှော့ပဲဘူဘာရက်အစိုးရကိုဆက်ပြီးအာခံခဲ့ကြတာကြောင့်ချီမီကပြင်းထက်ပြင်းထန်သွားပါတယ်။နိုင်ငံတကာကဇာနာပြပြည်သူတွေကိုအကြမ်းမဖက်ဖို့ဘူဘာရက်အစိုးရကိုဖိအားပေးပြောဆိုသူတို့ဒီပားရောက်အီဂျစ်နိုင်ငံသားတွေကလည်းငြိမ်မနေပဲသက်ဆိုင်ရာနိုင်ငံကအီဂျစ်တန်ယုံတွေနဲ့အင်ဖြူတော်ရှိတွေမှာတောင်းဆန္ဒပြခဲ့ကြပြီးပြည်တွင်းကပြည်သူတွေနဲ့တသားတည်းရှိကြအောင်ပြသကြပါဗျာ။ အီဂျစ်နိုင်ငံမှာအစိုးရကိုဖျောက်ချဖို့စ조사နေတဲ့ပြည်သူတွေရဲ့လုပ်ရက်ကကဘာကစောင့်ကြည့်ရတဲ့တော်လန်ရေးပစ်စင်အနေနဲ့ထင်ရှားလာပါတယ်။ဆနာပြရဲ့ရှီလာလာတဲ့အမြလူလူရဲ့ပါဝင်မှုအားလဲပိုများလာခဲ့တာကြောင့်မူဘာရက်အတွက်ဘေးကျန်နှံ့ချက်ဖြစ်လာပါတယ်။နိုင်ငံကိုနှစ်30လောက်စိတ်ကြိုက်အုပ်ချုပ်ခဲ့တဲ့သူဖို့အာနာဆုံးမှုဆိုတာဘလုံးခက်ခဲတဲ့ကိစ္စဖြစ်ပါတယ်။ရှင်ကောင်းနေတဲ့လူလူတော်လန်ရေးလိုင်းတစ်ပုဒ်ကိုစပီးတောင်းခံဖို့ကလည်းသူ့မှာအင်အားကုန်ဆုံးနေပြီဖြစ်ပါတယ်။ ဆန္ဒပြရာရေးရှိန်တအောင်လို့အသိနဲ့အနေနဲ့စစ်ထောင်လိုင်းရဲ့အကြီးကဲဟောင်းအိုမာဆူလီဟန်ကိုဒုသမရခံပြီးအစိုးရအဖွဲ့အစ်ဖွဲ့ကစက်တင်ဘာရွေးကောက်ပွဲမှာသူ့အနေနဲ့အောင်မြင်တော့မှာမဟုတ်ဘူးလို့ပြောလာပါတယ်။ဒါပေမဲ့ပြည်သူတွေကလက်မခံပဲဆန္ဒဆက်ပြနေတာကြောင့်ဘူဘာရက်အတွက်လမ်းဆုံးသွားခဲ့ပါတယ်။အီလူလူတောင်းလိုင်းလှုပ်ရှားမှုတွေမှာဂျမဖတ်နီလန်းတွေကိုအစုံလင်တုံးချနိုင်ခဲ့ပြီးတော့ Bread Freedom Social Justice ဆိုတဲ့ slogan တွေ Dawit Mubarak တံပြန်ဟစ်ထရီကြောင့်မှုတွေနဲ့အတူအစ်ဇစ်လန်တွေကိုတင်ဂေတာဖြစ်တဲ့ဆောင်ခဲ့ပြီးတော့ဤအဖြူအနက်ရောင်၃ရောင်လုံးအများပြည်သူကြားမှာတိုးပေါ်ထားပါတယ်ဘူဗာရက်ကာတွန်းရှုပ်ပုံတွေ gravity နုပညာသုံးပြီးတော့နုပညာနဲ့ပဲတည်တည်ကနီလန်းမျိုးစုံနဲ့တံပြိုင်တူရှုပ်ချကြပါတယ်။နိုင်ငံရေးသမားများနဲ့အစိုးရယုံတွေရှိမှာစာနာပြတာတွေအထင်ကြီးရနေရာတွေမှာတံပြိုင်ဟစ်ဂျူဘီထိုင်တပိတွေကိုလည်းစနစ်တကျပြုလုပ်ကြပါသေးတယ်။ဒီလိုပြည်သူလူထု စီလုံးညီညွတ်မှုနဲ့အရှင်ကောင်းနေတဲ့လူတော်လိုင်းလိုင်းတဘို့ကိုဆက်ပြီးတောင်းခံဖို့ကလည်းဘူဘာရက်မှာအင်အားကုန်ဆုံးနေပြီဖြစ်ပါတယ်။အီဂျစ်ပြည်သူတွေရဲ့စာနာပြတော်လိုင်းကာလဆက်ရှိရမြောက်ဖြစ်တဲ့ဖေဖော်ဝါရီ17ရက်မှာဒုတမရအိုမာဆူလီဟန်ကနိုင်ငံပိုင်ရုံးမြင့်တန်းကြားကနေတဆင်တမရဘူဘာရက်ယာဒူကနေနှုတ်ထွက်လိုက်ပြီဖြစ်တယ်လို့နိုင်ငံအာဏာကိုစစ်အုပ်စီးကောင်စီစီလွှဲပြောင်းလိုက်ပြီလို့ကြေညာပါတယ်။ AGPD ရဲ့ရေဦးတော်လိုင်းရေးဆက်ရှိရဲ့အကြာမှာသဆိုးရှိတမရဘူဘာရက်ကိုဖျောက်ချလိုက်နေတာဖြစ်ပြီးလူတို့ရဲ့အောင်းမဲဖြစ်လာခဲ့ပါတယ်။ဘူဘာရက်အနေနဲ့ယာဒူကနှုတ်ထွက်လိုက်ရုံနဲ့ပြီးမသွားပဲတားနှယောက်နဲ့အတူအချင်းပြခြားစားမှု အာနာလွဲသွန်းစားလုပ်မှုတွေနဲ့တရားစွဲခံခဲ့ရတယ်လို့အီဂျစ်တော်လိုင်းရေးမှာဆန္ဒပြသူတွေကိုတပ်ဖြတ်တာတားဆီးမှုပြက်ကွက်တာတွေကြောင့်အမှုရင်ဆိုင်ရပါတယ်။၂၀၁၂ဇွန်လမှာတရားရုံးကဘူဝရက်ကိုတသက်တကျွန်းစစ်တမ်းချခဲ့ပြီး ထောင်တွင်းအယူကံဝင်ခဲ့ရာဒါရောစက်ခွန်မက်ရှလာမှာအပြစ်မရှိကြောင်းဆုံးဖြတ်ကပြန်လွတ်ခဲ့ပေမဲ့၃နှစ်ကြာမှတည်ဆုံသွားပါတယ်အဲ့ဒီလိုအရင်နိုင်ငံမှာလူထုကအစိုးရကိုဖျောက်ချလိုက်တဲ့ဖြစ်ရပ်ကအာဏာရှင်အစိုးရနဲ့ကြုံနေရတဲ့နိုင်ငံတွေအတွက်သင်ကန်းစာချူစရာဖြစ်ထင်ရှားခဲ့ပါတယ်။အရင်နိုင်ငံရဲ့လူထုတော်လှန်ရေးအောင်ပွဲရယူလက်ချင်ကအာရှဒေသတွင်းနိုင်ငံတခုဖြစ်တဲ့မြန်မာနိုင်ငံမှာစစ်အစိုးရအုပ်ချုပ်မှုကနေဒီမိုကရေစီအသွင်ကူးပြောင်းတဲ့ကာလဖြစ်ပါတယ်။ ဒါပေမဲ့မြန်မာနိုင်ငံမှာဒစိတပိုင်းဒီမိုကရေစီစနစ်အသားမချခင်ဆယ်နှစ်အကြာမှာပဲစစ်တပ်ရဲ့အကြောပြန်အာဏာသိမ်းတဲ့လုပ်ရကြောင်းလူမှုတော်လှန်ရေးကိုဆင်နွှဲနေရပြီလေဖြစ်ပါတယ်။မြန်မာပြည်သူတွေအနေနဲ့အီဂျစ်ထက်ပိုတဲ့တော်လှန်ရေးနဲ့အာဏာရှင်စစ်အုပ်စုကိုတိုက်နေတာဖြစ်တယ်လို့ဆိုရရဆက်တဲ့အုံမြင်မှုတွေကြုံနေရတာပါ။ဤသို့ဆိုရပေါ်ပေါပုံနဲ့အာဏာရှင်စနစ်ချုပ်နှိမ်မှုအတွက်မြန်မာပြည်သူတွေဆက်ပြီးတော်လှန်နေမှာဖြစ်ပါတယ်။